ီ command လေး member ရာကျေးဇူးတင်ပါတယ်ကျွန်တော်တို့ metformin ကကြောက်ကတ်ကိုမထိခိုက်စေပါဘူးကျွန်တော်တို့စေကန်းကိုလာပြရဲ့လူနာတွေဒီ metformin တောက်တယ်နာတာရှိယောဂါကြီးကြောက်မို့ဆိုပြီးစီးတစ်ခုခုတောက်နေရရယ်ဆိုရင်သူ့အစိတ်ထဲမှာဘလို့တွေ့လဲဆိုတော့ဟာငါဒီစိတ်ရဲ့ဆွဲတောင်းနေရင်ငါကြောက်ကတ်ကြီးများထိမလားငါခန္ဓာကိုယ်အင်္ဂါအစိတ်ပိုင်းရင်များထိမလားဆိုပြီးတော့မှစေးတွေကိုဖြုတ်ပြကြတယ်တချို့ဆိုရင်လည်းစင်္ဂလာပြတယ်လက်ထိပ်ဖောက်ရတော့ကျော်စီးကြိုတွေကမိုးထောင်နေပြီ300ရေ400ရေဖြစ်နေရယ် အချိန်ကျတော့စေးပုံမှန်တောက်ရလားဆိုတော့ဆရာကျမအရင်တော့မဖော်မီတရက်ကိုနှစ်ချိန်တောက်တယ်။ဒါပေမဲ့နောက်ပိုင်းမှာကျမကြောက်ကက်ထိမှာစိုးလို့ဆိုပြီးတော့ကိုယ်သဘောနဲ့ကိုဖြုတ်ပလိုက်တယ်။ကျမကဘာဝေဒနာမှလည်းမခံစားရဘူးနေလို့လည်းကောင်းနေရတယ်ဆိုပြီးတော့ဈေးတွေကိုကိုယ်သဘောနဲ့ကိုဖြုတ်ပစ်မိကြတယ်ဆိုပါအောင်။ဆရာဝန်တော်တော်များကြုံမှုကြမှာပါ။ကျွန်တော်ဒီမှာပြောချင်တဲ့ယူရချက်ကဒီနာတာရှိယောဂါဒီကိုမထိနိုင်မှပဲကျွန်တော်ခန္ဓာကိုယ်အင်္ဂါအစိပ်ပိုင်းတွေကြောက်ကက်ထိရနော်။ကျွန်တော်တို့စီးကြုံမှာဆိုနေမယ်ကြည့်ရမဖော်မီ ွေးတော့မှာဆိုရင်လောစာတန်အုပ်စုရဲ့တက်မီစာတန်အုပ်စုရဲ့ဆိုရင်လူနာတွေကဘာလို့မှမသိဘူးအဲ့စီတွေဆွဲတောင်းရင်ကြောက်ကက်ကိုထိရဲကြောက်ကက်ပျက်စီးရဲတကြဆွဲတောင်းရင်ကြောက်ကက်ကြီးလဲရနိုင်တယ်ဆေးရနိုင်တယ်ဆိုပြီးထင်ခဲ့ကြတာအဲ့လိုမျိုးမဟုတ်ဘူးနော်ကျွန်တော်ဒီမြန်မာနိုင်ငံမှာကြောက်ကက်တွေပြက်နှုံးနေများတယ်ကြောက်ကက်ထိရဲသူတွေကြောက်ကက်ဆေးရတဲ့သူတွေများတယ်ဆိုတာကသွေးတို့တွေစီးကြိုတွေကိုဂယုမဆိုင်မိလို့ပဲတချို့ကျော်လည်းနေလိုကောင်းနေရဲဆိုပြီးကျန်းမာရေးစစ်ဆေးမှုမပြုတ်လို့မိကြအောင် အရှိကြတော့သွေးတို့ရှိမှမသိဘူးစီးတို့ရှိမှမသိရဲ့ချိန်မှာကြောက်ကက်ပျက်စီးသွားကြမှာပဲစစ်ကြရတဲ့ချိန်ကျမှသွေးတို့ကြီးစီးတို့ကြီးရှိရဲ့ဆိုတာသိထားကြတာသိသွားကြတာပေါ့လေအဲ့လိုမှမဟုတ်ဘူးတချို့ကျော်လည်းစီးပုံမှန်တောက်တယ်အစားတောက်လည်းစင်ကျင်တယ်ဆိုပြီးရောပုံမှန်စစ်စစ်မှုမပြုတ်လုံရင်လည်းကြောက်ကက်ကထိတယ်လေဒါပေမဲ့ကျွန်တော်ကလေကောင်းနေရင်တောင်မှစီးပုံမှန်တောက်နေရပဲထားလေ့ကျင့်ခန်းနဲ့လုပ်တယ်ပဲထားတနစ်ကိုတခါတော့အ ਨੇ ဆုံးเนาะအ ਨੇ ဆုံးသွေးတို့စီးကြိုလေးရောပြန်စစ်ဆေးတဲ့နေ ျွန်တော်ယောဂ processing မကြူဘူးတချို့ကြော်လည်းလူပိမိန်မပါပဲသွေးတိုးဟာစိုးတဲ့သွေးတိုးအမျိုးအစားဖြစ်သွားလို့ရှိရင်စိတ်ပုံမှန်တောက်တယ်ပိမိန်ပါပါအစားတောက်ဆင်ကျင်တောင်မှသွေးဆောင်တိုးနေတဲ့သူတွေရှိရနော်ကျွန်တော်ပြောနေတဲ့ယူရချက်ကစိတ်နေတောက်အစားတောက်လေးဆင်ကျင်နေကျင်ကနေလုံနေုံနဲ့ဒီသွေးတိုးရဲ့စီးကျိုးရဲ့ဆစ်စရာမလိုဘူးလားဆိုတော့အဲ့လိုမျိုးမဟုတ်ဘူးခုပြောနေတဲ့ယူရချက်ကဒီမဖော်မင်းတို့ သွေးကြစီလိုစားတန်တွေတက်မီစားတန်အမလိုတပင်ဘဲအုပ်စုဝေရမှာကြောက်ကက်ကိုထိတာမဟုတ်ဘူးမဖော်မင်းတို့လူတွေဘာဖြစ်လို့ကြောက်ကက်ကိုထိရထင်ထားကြလဲဆိုတော့ကျွန်တော်တို့ရကြောက်ကက်စိတ်တွေတက်လာတယ်ကြောက်ကက်စစ်နှုံးတွေကြလာတယ်ဆိုရင်မဖော်မင်းတွေဖြုတ်ပစ်ကြတာအဲ့ချိန်ကျတော့လူနာရေးဘက်ကဘလို့တွေးလဲဆိုတော့မဖော်မင်းသည်ကြောက်ကက်ကိုထိတယ်ဒါကြောင့်မို့ဆရာဝန်တွေကမဖော်မင်းအစားတခြားအစားထိုးစီပြောင်းပြရဆိုပြီးထင်တာတကယ်ကအဲ့လိုမျိုးမဟုတ်ဘူးနော်မဖော်မင်းကကြောက်ကက်ကိုသွားပြီးမှထိတာမဟုတ်ဘူး ဒါပေမဲ့ကြောက်ကပ်ပြတ်တဲ့သူကြောက်ကပ်ထိတဲ့သူတွေဆိုရင်ကျွန်တော်ကမက်ဖော်မင်ကိုဖြုတ်ပစ်တယ်တချို့တိတ်မစိုးသေးတဲ့အချိန်တွေဆိုရင်မက်ဖော်မင်ရဲ့ဆေးရဲ့ dose ကို short ပစ်တယ် dose short ရဲဆိုတာတရက်ကို1500တောက်ရင်1000တို့500လို့ပါလို့ milligram ကို short ပစ်တာကိုပြောချင်တာအဲ့မှာကြောက်ရလဲကျွန်တော်ကကြောက်ကပ်ကဘလောက်ထိတယ်လဲကြောက်ကပ်ပြန်လုံးဘလောက်ရှိတယ်လဲဆိုတာကို eGFR ဆိုတယ်တွက်တယ်ပုံမှန်လူတစ်ယောက်က60ရာနေ120 120ကြော်ရဲသူတွေလည်းရှိရပါလိမ့်ကြောက်ကပ်ကစစ်ထုတ်နိုင်တယ် ကြောက်ကက်ကခန္ဓာကိုယ်ရဲ့အကုန်လုံးရဲ့အညစ်အကြေးတွေကိုသူကစီးရဲရနေစွန့်ပစ်ပေးတာ120စွန့်ပစ်နိုင်တယ်ဆိုရင်ကျွန်တော် EGFR 45အောက်ဆိုရင်ကျွန်တော်ကမက်ဖော်မင်ရဲ့ dose ကိုလျှော့ရတယ်အဲ့ချိန်ကြာမှာစီးချိုတိလို့ဆိုရင်လည်းကျွန်တော်မက်ဖော်မင်ကိုစပေးလိပြီးတာမရှိလို့မရှိပါဘူးဘာဖြစ်လဲဆိုတော့သူကကြောက်ကက်ထိနေပြီပုံမှန်120လောက်ဝင်လာတဲ့အညစ်အကြေးကိုသူက120တုံးစွန့်ပစ်နိုင်တယ်ဆိုရင် EGFR 45ဆိုတာသူက45ပဲစွန့်ပစ်နိုင်တယ် ပြောချင်တာအဲ့အောက်ဆုံးရင်မဖော်မင်ဆေးကိုရှော့ပစ်တယ်တကယ်လို့ EGF ဟာ30အောက်ကျောက်သွားတယ်ကြောက်ကက်ထိရာတွေတော်တော်များလာရဲဆိုရင်မဖော်မင်ကိုလုံးဝကိုဖြုတ်ပြီးပြီးတော့မှတခြားစီးကျူစီပြောင်းပေးရတယ်ဒီမှာပြောချင်တဲ့ယူရချက်ကမဖော်မင်ကိုယ်တိုင်ဒီကြောက်ကက်ကိုလုံးဝမထိပါဘူးဒါပေမဲ့ကြောက်ကက်ပြတ်တဲ့သူကြောက်ကက်ထိရဲ့ဆိုရင်မှကျွန်တော်မက်ဖော်မင်ဆေးကိုရှော့ရပဲဖြစ်ဖြစ်ဖြုတ်ပြတာမျိုးပဲဖြစ်ဖြစ်လောက်ရပါတယ်စကားချင်းမတူဘူးเนาะသူကိုယ်တိုင်ထိတာမဟုတ်ဘူး ဒါပေမဲ့ထိတယ်ဆိုရင်ဆေးလျှော့တာမျိုးဆေးပြောင်းတာမျိုးတွေလောက်ရပါ